နေယုံပုံဝင်ရှင်ကစက္ကန့်ပိုင်းမြောက်အတက်မဲ့သွားသည်ဟုထင်ရပါတယ်။ရက်ကြည့်နေသူတွေအားလုံးခေါင်းတွေနောက်ဖက်သို့ချကနေလှည့်လိုက်ကြတဲ့အခါလဲစီတို့တလန်းချင်းလျှောက်လာနေသောစောညူရဲ့ခြေတန်းတွေလည်းတိကနေရက်သွားတယ်။အခေါင်းကြီးအားအဖုံးပယံပြင်ဆင်နေသူနှစ်ယောက်မှလည်းဘာဆက်လုပ်ရမှန်းမသိ။ဟဲဧည့်သည်လေးရိုးစစ်နောက်တို့လှည့်လာကြသောခေါင်းတွေထဲမှထင်မှန်မထားသောစကားတန်းတွေထွက်ကြလာတယ်။ အကုန်လုံးမှလည်းတန်တော်ရိုးစရာမမြင်ဘူးသူတယောက်လိုမျက်လုံးပြူမျက်စံပြူတွေနဲ့ဝိုင်းကြည့်နေကုန်ကြတယ်။တချို့မျက်နှာတွေမှာလည်းစိုးရိမ်ထိတ်လန့်ဟန်တွေကိုတွေ့ရသေးတယ်။အာဒီကောင်လေးတော့ဒုက္ခပါပဲ။ဘာမှန်းညာမှန်းမသိဘဲနဲ့ဒုက္ခတွေ့ရုံပဲ။ကျွတ်စီကျွတ်စီအတန်တွေထွက်လာပေမဲ့ရိုးစစ်ကယူမဆိုင်မိတော့ပါ။ခြေကိုခြေတလန်းတိုးလိုက်သေးတယ်။တို့အခါရှေ့၌ရက်နေတော့လူအုပ်ကြီးမှလမ်းရှင်းပေးလိုက်တယ်လို့လူတယောက်စာဘေးတို့ရှယ်သွားတယ်။ ရိုးစစ်တလန်းချင်းပင်ရှည်တိုးသွားလိုက်ပါသေးတယ်။အကုန်လုံးကမမြင်ဘူးသောတရဝါတကောင်ကိုဝိုင်းကြည့်နေတယ်လို့မျိုးစောညိုလဲကြောပေးရဲ့နေရာမှာမမြင်ဘူးသောအတန်းရှင်ကိုလှဲ့ကြည့်ရင်ရှည်တို့ပြန်လဲရှောက်လန်းလာပါတယ်။အခေါင်းရှည်ကိုရောက်တော့ရိုးစစ်ခြေလမ်းကိုရက်လိုက်တယ်။မျက်နှာချင်းဆိုင်တည့်တည့်မှာသူ့ဟာစူးစိုက်ကြည့်နေတော့စောညိုရိုးစစ်အေးဆေးသွားပြီးပြန်လဲကြည့်ပေးလိုက်တဲ့အခါမှာပဝင်းကျင်ကအနေငယ်အေးဆက်သွားတယ်လို့ထင်ရတယ် အေးဆက်ဆက်ငွေတက်တွေဖုံးလွှမ်းလာတယ်လို့မျိုးရိုးစီအကြည့်ကိုအောက်ချမပေးမိမိတိုင်းတစ်တိုင်းမှမိတော့တွေကရိမ့်ထိုးနေကြသည်မိနှစ်တိုင်းရဲ့အလဲတဲ့တွေမှာကအခေါင်းပဲကြီးတလုံးထိုးခေါင်းကြီးကိုအလဲတွင်ထားကအကြည့်ပြိုင်နေကြသည်ကသူတို့နှစ်ယောက်သူတို့နှစ်ယောက်လည်းငြိမ်တက်နေတယ်လို့ဘဒုစီကမှလှုပ်ရှားတံထွက်မလားရုပ်စွာဆုံးရက်နေတော်မြင်းကပင်တုံတုံများမလို့အေးဆက်ဆက်ပဝင်းခြင်းကို မကြိုက်သည်မို့သူကပင်စတင်ဖြိုခွင်းလိုက်သည်စကားပြောခြင်းတော့မဟုတ် ကိုကိုငုံကိုင်းကအခောင်းတွင်းသို့လက်နှိုက်လိုက်ခြင်းဖြစ်ပါသည်ခနာချင်းပင် ပတ္တာတစ်ချက်မှပြုတ်သွားသည်ပြီးတော့နောက်တစ်ချက် ပတ္တာနှစ်ချက်ကို ဖြုတ်ပြီးသွားချိန်ရနှစ်ထပ်ဖြစ်နေသောဘေးတကားကို ဆွဲလှန်လိုက်ပါသည်ဝုံကနေမိကပြင်တစ်ချက်အောက်ခံပြားပေါ်ပြုတ်ကျသွားသည် ထိုခဏမှာပဲရိုးစစ်လက်နှစ်ဖက်ကို ဖုံတစ်ချက်ခါကအဲ့ဒီပြင်ပြားပဲ